မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ကျွန်တော်ရဲ့စုံစီနဘာကန္တာကနေပြီးတည်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လွှမ်းမိုးမှုပေါ်သည်ဒီကမြင်ရပါတယ်ဒီအကြောင်းအရာကဝယ်လွန်တိမ်းသားသွားရှာပြီးဖြစ်တဲ့နိုင်ငံကျော်ဆိုတော့လွှမ်းမိုးရဲ့အကြောင်းပါပဲသို့သောသူ့ရဲ့အထုပ်ပတ်တည်းမဟုတ်ပဲသူနဲ့ကျွန်တော်ဘဝတစ်ခွေမှာဖြတ်တန်းရင်း ြုံခဲ့ဆုံခဲ့ရသည်များကိုအမှတ်တမ်းပြုတတိတရားရေးသားထားခြင်းပဲဖြစ်ပါတယ်။နားစင်ခံစားကြည့်ကြပါဦးခင်ဗျာ။လွန်ဘောခုပေါ်ပြီးခံကူရကနဆက်လေးခုမောင်စင်တို့မိသားစုရန်ကုန်ပြောင်းလာကနေစရာအိမ်ရှာမရသေးခင်ကြီးမြင့်နိုင်အုံမြင့်နိုင်လမ်းမှာရှိတဲ့ဆွေမျိုးများအိမ်မှာတလကျော်နှစ်လလောက်နေရပါတယ် ။မောင်စီအသက်က14နှစ်ရှစ်တန်းကျောင်းသားဘဝကို။မောင်စီတို့တဲခိုတဲ့အိမ်နဲ့ဘေးရင်ကရဲ့မှာကုန်းတွေ့တဲ့ကောင်ကတည်းကကိုဆန်ထွန်းနဲ့အဆူတော်မွေးလို့မိသားစုနေထိုင်ကြပါတယ်။ကိုဆန်တို့ကဇာနီဆန်ထွန်းဆိုတဲ့နာမည်နဲ့ဂီတတော့ကမှကျင်လဲပြီးတော့ professional ဆိုတဲ့နာမည်နဲ့ TY ခုလည်းထူထောင်ထားပါသေးတယ်။ အဲ့ဒီမှာသူ့ကိုစတွေ့ဘူးတော့မောင်စင်းတဲ့အသက်9နှစ်လောက်ကြီးမယ်အသားညိုညိုရမ်းမြင်းမြင်းယောက်ျားပိသားရဲ့ရုပ်ကြီးအဲ့ခစ်စတိုင်ကော်လာရှိရှိကေးလန်လန်ဖဲဘောင်းဒီနေပေါ့သူ့နာမည်ကဆိုဆိုကိုစံထွန်းတို့ဝိုင်းမှာလစ်ကေတာကမှာသူ့စတိုင်သူ့အလုပ်ကိုကြည့်ပြီးမောင်စင်းအားကြငေးမောခဲ့ရပေါ့ဗျာ အင်းကြီးလက်ကနေသူကလည်းမကြခဏလာတော့လူချင်းတော့အတော့ကိုမြင်မှန်းတမ်းမိပါဒီနေ့အမေကဝယ်ခိုင်းလို့ဈေးကခရမ်းရင်ကြီးဝယ်ပြီးပြန်လမ်းထိပ်မှာသူနဲ့ဆုံတော့သူကစနှုတ်ဆက်ပါတယ်ညီညီလေးဘယ်ဘယ်ကပြန်လာတယ်လေမောင်စင်လည်းပြန်နှုတ်ဆက်ရတာပေါ့အဲ့ဒီတော့မှသတိထားမိတာကသူစကားထစ်တယ်ဆိုတော့ ဒါသူเนี่ยပထမဆုံးစစကားပြောမှုချင်ပါမောင်စင်ကမိသားစုအိမ်ရလို့ပြောခဲ့တော့သူနဲ့မဆုံးဖြစ်တော့ပါဘူး။မောင်စင်ကိုရာနဲ့1995လောက်မှာရန်ကုန်သားလေးကျွန်တော်ဆိုတဲ့တေးစီတစ်ခုထွက်လာတယ်။ဒီဆိုသူရဲ့အမိကတွမ်းမှုတနိုင်ငံလုံးဝဲဝဲခွဲအောင်အောင်းရင်တဲ့တေးစု။ ။ရောင်ကိုဆိုတာတချိန်ကကိုဆိုးပါလားလို့နောက်မှသိရပါတယ်။စကားချစ်တဲ့သူတချင်းဆိုတော့လည်းဖြောင်းလို့နောက်ပိုင်းခုတေးစီးရီးစ်ဒီတန်းစီထွက်လာတော့လေအောင်မြင်တော့။မောင်စင်ရုပ်ရှင်နေတဲ့ရောက်ခါစားကိုတောင်လို့ခေါ်တဲ့ကိုဇော်ဝန်းကသူ့နေမှာတချင်းသွားဆိုရင်အပေါ်ပေါ်လို့တုံးလေးတော့လောက်လိုက်ခဲ့လို့ပါတယ်။အဲ့ဒီခါကျမှကိုဆိုးနဲ့ပြန်ဆုံတိခဲ့ရပါ မြင်းညာပွဲလာပဲပွဲတဲ့တေချာမမတ်ပြီးတော့ပြင်မယ်ရှိုးပွဲမှာသူရံဖြစ်တာကတော့အမတ်တရားပါသူနဲ့နှိစလာတော့မှသူဟာစိတ်တူဆိတ်ဆက်ပြင်မယ်စိတ်ရင်းကောင်းတဲ့လူတရားဆိုတာသတိပြုမိခဲ့ပါသူရဲ့နေသားတဲ့သူတွေပေါ်လဲသနာကျင်နာတဲ့တရားပါမုံမုံတဲ့သူနဲ့ရလေတော့လူချင်းကကိုယ်နှိစသွားကြတာပေါ့သူစကားနဲ့မထစ်တော့သလောက်ပါ အဲ့ဒီချိန်ကျတော့မောင်စင်းကိုဘာကြောင့်မှမသိဘဲကြီးလို့ခေါ်ပြီးသူ့ကိုလည်းဆူဆူလို့ပဲဟောခိုင်းကြမှာ1983-84ပတ်ဝန်းကျင်လောက်ထင်ပါရဲ့ဒီနေ့ပပကြီးမောင်စင်းဆရာမောင်တင်ဦးပေါ့လေဦးတင်ဦးကသူနဲ့အတူအိမ်ကိုရောက်လာမှာဆရာကြီးဦးဝင်းဖေးရိုက်မယ်ပန်းတည်တဲ့ကျိုးဆက်ကကျိုးဆောင်တဲ့ခေါ်တာ သူ့ဝင်ရွေးခံမလို့ပဲအဲ့ဒါသူ့ကိုမောင်စင်က acting training လုပ်ပေးဖို့ပပကြီးကမောင်စင်ကိုခေါ်လာတာအဲ့ဒီအချိန်မှာမောင်စင်ကပပကြီးရဲ့လက်ထောက်အနေနဲ့ကျိုးဆောင်တစ်တွေကို acting trainer လုပ်ပေးနေရပြီဘူးဒီကားအတွက်ကျိုးဆောင်ကိမခေါ်ခင်ရှာဤဦးဝင်းဖေကမောင်စင်ကိုခေါ်တွေ့ခဲ့ပါတယ် ဘာကြောင့်မှန်းတော့မသိပါဘူးမောင်စင်ကိုမကြိုက်ဘူးထင်ပါရဲ့တေဥဆောင်တစ်ခေါ်ဖို့ဖြစ်လာတာမောင်စင်ကလည်းဇက်ကိုဖို့ပွင့်ညင်းညင်းကြည်နေလေတော့လုတ်ခိုင်းနိုင်တဲ့ဇာဝေကံ၃၄ခုတော့ယူပြီးကိုတတ်သမီးမတ်သမီးဟာသူ့ကိုတည့်ကျင့်တင်ပေးရတော့အဲ့ဒီကမှသူ့အရွေးခံရပါလိမ့်အဲ့ကံယုံမတင်ခင်အထူးပွဲအတွက်လက်မှတ်ကိုသူဝရိုက်တာ ပေးလို့ဘွားချီပြခဲ့ပါတယ် ရှာဤဝင်ပေးရတာဆိုတော့ဇာကကကောင်းနေမှန်းသိတာပါတို့တော့လေမောင်စင်အပေါင်းမိတာကအစ်တရောက်လို့မထင်ရလောက်အောင်ကိုသူအတော်ကြီးကိုဇာကရင်ကောင်းနေတာကောင်းတယ်မှာအတော်ကိုကောင်းပါတယ်ဇာလန်တွေကညီကြီးဇာကောင်းနေကွက်တိပါတယ်ဘာလန်တွေမှာရန်ဖြစ်ကြတဲ့အခါဆိုရင်ရုပ်ရှင်သမားတွေရိုက်နေကြအကွက်ချဇာတိုက်ရိုက်တာမျိုးမဟုတ်ပဲ အဖြစ်မှလို့တကယ်ကိုရုံသုံးသားနဲ့ထိုးကြကြိတ်ကြတာသူလည်းအတော့ကိုနားနဲ့ထင်ရှားပါတယ်ငါလာဆိုရင်သူ့တော့ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့တွေးပြီးရှာဤဦးဝင်းဖေလူရွေးတာမှန်ပါလားလို့လည်းစိတ်ထဲကနေအတိအမှန်ပြုချီးကျူးပေးရပါတယ်အဲဒီတကယ်ယုံနေတော့သူ့ကိုအများစုကအကယ်ဒမီရမယ်လို့မှန်းကြပါတယ်ဒါပေမဲ့ဘိတ်ကားကတည်းကသူ့ဆောင်မှုတဲ့ အပြင်ကပုဂ္ဂလိကဘဝကိုဘုံကြည့်ကြတဲ့ရွေးချယ်ရေးဘုဖွဲ့ကြောင့်သူ့ကယ်ရမီစုနဲ့ဝေးခဲ့ရပါတယ်။နောက်ပိုင်းသူနဲ့တိတ်မဆုံဖြစ်ပေမဲ့သူ့တခြင်းတွေတော့အမြဲတမ်းနားထောင်ကြည့်ခဲ့ပါတယ်။သူကလည်းတခြင်းမျိုးစအမျိုးစုံဘုံဆိုခဲ့တာ။စတူဒီယိုတည်မြန်မာတန်စင်ခေတ်ဟောင်းတည်ဒါပြင်မကဓမ္မတည်တွေပါသူဆိုခဲ့တာဖြစ်ပါတယ်။ ။ဆိုသမ ्या တွေကလည်းအောင်းမြင်တာပါပဲ။သူတို့ជីတာကွန်းကြိုက်ခင်တို့ရှင်းတိုက်တဲ့အတွင်းနဲ့အခါမျိုးတခါတလေစုံမိခဲ့ပါတယ်။မောင်စင်လည်းသူတို့ရှင်းတော်တော်များများချိန်ပါတယ်။သူ့အတက်ရွယ်ထိလည်းတခါတလေစုံမိနေတော့မှာပဲ။သူရေးခဲ့တဲ့သူတီးဆိုခဲ့တဲ့အခြေအနေတွေမောင်စင်အကြိုက်ဆုံးသုံးဖို့ရှိပါတယ်။တပုတ်ကဆရာနိုင်မြမာရေးပြီးသူဆိုခဲ့တဲ့ ခုတော့ဗဇ္ဇရာဆိုမယ်လေတအားချိန်ပါတယ်နောက်သူရေးပြီးအကိုကြီးဆိုင်ဆိုင်ဘောဆူခဲ့တဲ့တရွာကနဲ့ပေါ်ပါတန်တယ်ကောဆာသားပါတအားချိန်ပါတယ်ချစ်စရာဇာလန်လေးတပုတ်ပြောပြနေတယ်လို့ပါတယ်ဒီခောက်ဆွဲကောင်းလို့စာရာလာဆိုင်ရှင်လေးလာလို့သွားရာလာဒီခောက်ဆွဲ ကောင်းလို့လဲစားရပါဆိုင်ရှင်လေးလာလို့လဲသွားရပါတကယ်ကိုချစ်စရာကောင်းတဲ့စာသားလေးတွေနဲ့တန်းစင်နေပါလေနောက်တော့ကဆိုင်ပြီးဆိုင်မရိယာပွဲတော်ကဆင်းမောမှာသူဆိုခဲ့တဲ့ပြောက်ဆုံးသွားသောနိဗ္ဗာန်ဘုံပဲဖြစ်ပါတယ်။ဥတီတီအခြေကိုဆိုထားတာအချိန်ချင်းနားထောင်မှုပါပဲ။ကြိုက်လဲတကယ်ကိုကြိုက်ပါတယ်။ ခုအစင်ပေါ်မှာစိုးစိုးတယောက်ချဲဂေတာတစ်လက်နဲ့ဆိုတာကိုပို့ပြီးတော့မှကြိုက်မိပါတယ်။မောင်စင်ဂီတကိုသိမ့်နားမလဲပါဘူး။ဒါပေမဲ့တချင်းရဲ့ဝိညာဉ်ကိုသူဖမ်းဆုပ်နိုင်ခဲ့တယ်လို့ထင်မိပါတယ်။အဲဒီအချိန်မှာသူခံစားမှုတချို့လည်းရှိမယ်ထင်ပါရဲ့။တကယ်ကိုခံစားမှုအပြည့်မှုအပြည့်နဲ့ကိုဆိုသွားတဲ့တာ။ဆရာကကြည့်နေတဲ့မောင်စင်မျက်ရည်ကြမ်းမိတဲ့အချိန်ပါ။ အချင်းဆုံးသွားတဲ့အထိရင်ထဲမှာကျန်နေခဲ့တော့နောက်ပိုင်းအဲ့ဒီအချင်းသူဆိုနေတာကိုဒီပြီးမှပြန်ကြည့်ပြီးတော့မှသူလည်းတီးဆိုရင်းနဲ့မြက်ဝဲမှာမြက်ရည်စားတယ်နှစ်ထောင်တစ်ခုနဲ့ဇွန်လပထမပါလောက်စပယ်ဦးချန်နယ်ရောက်စတူဒီယိုရှေ့ကထိုင်ကုန်မှာထိုင်နေတော့စတူဒီယိုတွေကဆူဆူထွက်လာ မောင်စင်ဘိဘဝင်ထိုင်လိုက်ရင်အချိန်နေဘယ်လိုလဲဘယ်ကြီးလို့မောင်စင်ကိုမေးလို့မောင်စင်ကအရက်ပြတ်သွားတာ6လလောက်ရှိပြီသူ့ကိုပြန်ဖြေလိုက်ပါတယ်ဒီလိုဖြေတော့သူကလည်းကိုလည်းအော်ကလီယာအာလုံးပြင်းရှင်းပြီပြန်ပြောပါတယ်တကားထိုင်ပြောနေကြရင်းနဲ့သူ့လက်ချောင်းတွေကိုကြည့်မိတယ်တော့တော့ကိုရှည်လျားနေတာကိုတွေ့မိပါတယ်ဒါနဲ့သူ့ဘယ်တက်ကို gain ပြီး မောင်စိညာလက်ပွားနဲ့ထပ်ကြည့်လိုက်တော့သူ့လက်ချောင်းကတိတိတနာကြီးကိုရှည်ထွက်တယ်။ဒီလိုလက်ချောင်းကိုလျှောက်တွေ့ခဲ့မှုပါတယ်။သူရဲ့နောက်တယောက်ကကိုတိုးကြီးလို့မောင်စိတို့ကခေါ်ရဲဆိုတော့ကိုခင်ပေါင်းတိုးရပါလား။အဲဒီနေ့ကသူနဲ့အကြာကြီးထိုင်စကားပြောနေပေမဲ့ဒါဟာသူနဲ့နောက်ဆုံးတွေ့ဆုံခြင်းဆိုတာမောင်စိမသိခဲ့ပါဘူး။ နောက်၃ရက်လောက်ကြာစွန်လ၃ရက်နေတာနေ၁၀ရက်နေတော့ဦး၎င်းကျော်အချိန်မှာသူဆုံးပါခဲ့ရရှာဒီတမ်းမဘောကရင်မတော်ရဆမှုဖြစ်စင်မှာတရင်ကြကြချင်းသူက shock ရသွားတယ်သူ့အတက်က40ကျော်ပဲရှိသေးတယ်လူပြန်လုပ်တယ်အများကြီးလုပ်နိုင်သေးတယ်အရွယ်ကောင်း ခုအသက်ရွယ်မျိုးကဝမ်းစာအပြည့်အဝလုံးချိန်မျိုးသို့တော်ဒါဒီပင်ကြီးငယ်ရွေးကြုံကြရမယ်သင်္ခါရတရားတွေပဲသူတွေ့ငိုရောက်တော့သူစနီးတယ်အမန်လူကဖြစ်ပုံပြက်ပုံလေးကိုပြောပြပါတယ်ရေထဲမှာလည်းမကောင်းလိုက်တာဗျာသူ့ရဲ့နောက်ဆုံးဖြီးကိုလည်းစိတ်မကောင်းခြင်းများစွာနဲ့ပဲလိုက်ဖို့ नो सेट है आप ခုဆိုသူထွက်ကွာသွားခဲ့တာ29နှစ်လောက်ရှိပါတယ်။လူတော်ညာလဲသူ့တခြင်းတွေကတော့ခုထိမသေးဆုံးသေးတော့။ရန်ကုန်သားလေးကမြန်မာပြည်အနှက်လျှောက်သွားလို့ကောင်းလို့ဆရာမကလည်းစာသင်ခန်းထဲမှာခုထိရှိနေတော့ကိုဘောကတော့သူချစ်ရတဲ့သူအတွက်အလုပ်မျိုးစုံလုပ်ဖို့ မန္တန်ကြီးကလည်းပွင့်တုံလန်းတုံစူးလွေချမ်းရမြည်ဟိုးမန္တလာကြီးကဟင်းနာလူရဲ့နန်းတော်ရှိမှာတော့တကားမှုလေးကစောင့်နေစေတို့ချင်းတွေဒီကနေ့လူငယ်တွေဥစ္စာဖျားမှာယနေ့တိုင်းရှိနေစေပါကျွန်တော်တို့ကချစ်စလို့ဆူဆူလို့ခေါ်တဲ့လွှမ်းမှုဟာသူဆိုခဲ့တဲ့တခြင်းစာသားတွေကလို့ ပါဇက်ရာဇဝင်လေးတစ်ခုမဟုတ်တဲ့အကြောင်းနဲ့သူမရှိတော့ပေမဲ့သူသရှင်တွေဟာနေပရိစေရာများစွာကိုဖြတ်ကျော်တည်ရန်စေဆိုတာသူ့ကိုသိစေခြင်းလိုက်တာဗျာဒီစာကိုရင်းရင်သူ့ကိုကျွန်တော်တွားမှာတယ်စင်ဝိုင်း